ခါလီဒိုဂျေမီယာရဲကမိုဟာမက်ဂျာဗက်ဇာရီဖ်ကိုတချို့မှတ်မိကြအောင်ပါ။2016ခုနှစ်သူအီရန်နိုင်ငံသားရဲ့ဝန်ကြီးတာဝန်ထမ်းဆောင်နေတုန်းကပြောခဲ့မှုတာတခုရှိပါတယ်။အဲ့ဒါကတချို့လူတွေကိုပဲအချိန်ချင်းအယူလုံးလို့ရနိုင်မယ်တဲ့။ Israel ရဲ့ Iran nuclear ကိစ္စအပေါ်ပြောဆိုချက်တွေကိုအဲ့ဒီတုန်းကပြန်လောင်ပြောင်းခဲ့တာဖြစ်ပါတယ်။ Israel ဟာ Iran ရဲ့ nuclear တိစောက်ရေးလုပ်ငန်းတွေကိုဖျက်ဆီးပစ်မယ်လို့ခဏခဏချင်းချောက်ပြောဆိုဦးပါတယ်။ဒါပေမဲ့ဘယ်တော့မှတိုက်ခိုက်တာမျိုးမလုပ်ခဲ့ဘူးပါဘူး။ မောမက်ဇာရီဖ်ကပြီးခဲ့တဲ့မတ်လကမှအီရန်အစိုးရအဖွဲ့တွေကနေအနားယူသွားခဲ့တာပါအီရန်ဟာနျူကလ িয়ার လက်နက်ပိုင်ဆိုင်လာတော့မယ်ဝိုင်းတားစီးကြပါတခုခုအရေးယူကြပါဆိုတဲ့စကားကိုဒေတန်ညာဟုပြောနေခဲ့တာကြားပါပြီအီရန်နျူကလ িয়ার လက်နက်ထုတ်လို့ရေးစီမံကိန်းတွေကိုဖျက်ဆီးပစ်မယ်လို့နှစ်20ကျော်နီးပါးပြောနေခဲ့တဲ့အစ္စရေးကနှစ်နိုင်ငံကြားမှာအကြီးဆုံးထိုးစစ်ကိုမနေ့ကဖွင့်လှစ်လိုက်ပြီး ဖြစ်ပါတယ် Moments ago Israel launched Operation Rising Lion a targeted military operation to roll back the Iranian threat to Israel's very survival. This operation will continue for as many days as it takes to remove this threat. တကယ်တော့အစ္စရေးကအီရန်ကိုအခြေမြေတိုက်ခိုက်လာနိုင်တယ်ဆိုတာအမေရိကန်ကပြီးခဲ့တဲ့တပတ်ကတည်းကတောက်လျှောက်သတိပေးနေကြတာပါ။ခုတိုက်ခိုက်မှုကရုတ်တရက်ဖြစ်ခဲ့တာမဟုတ်ဘဲအားလုံးမျောလင့်ထားခဲ့ကြပြီးသားလို့ပြောရင်ပုံမှန်ပါလိမ့်မယ်။မေးချင်ရှိတာကအီရန်အစ္စရေးစပွဲဟာ <laughs> ဘလောက်အတိုင်းဒါထီသွားနိုင်တယ်လဲဆိုတာပါပဲခုချိန်ထိသိရသမျှအစ္စရေးလီကျောင်းတိုက်ခိုက်မှုကအီရန်ရဲ့နျူကလ িয়ার တန့်စင်စစ်ရုံတွေနျူကလ িয়ার လက်နက်ထုတ်လို့ရစီမံကိန်းရှိတဲ့နေရာတွေကိုအ धिक အူတီတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်နျူကလ িয়ার စီမံကိန်းနေရာတွေအပြင်စစ်တပ်အကြီးအကဲတွေနဲ့နျူကလ িয়ার သိပ္ပံပညာရှင်တွေနေထိုင်တဲ့နေရာတွေကိုပါတိုက်ခိုက်ခဲ့တဲ့အတွက်အရက်သားနဲ့လူနေအဆောက်အုံတော်တော်များများလဲ အီရန်ဘက်မှပျက်စီးခဲ့ပါတယ်။အစ္စရေးကညာချက်နဲ့အီရန်နိုင်ငံပိုင်သတင်းဌာနတို့ရဲ့ညညာချက်တွေအရအီရန်စစ်တပ်ရဲ့အကြီးဆုံးယာဒူးတွေအစ္စလာမစ်တော်လှန်ရေးတပ်ဖွဲ့ IRGC ရဲ့တကက်ထိပ်သီးကောင်းဆောင်၄ယောက်နဲ့နျူကလ িয়ার သိပ္ပံပညာရှင်၅ယောက်တေဆုံးခဲ့တယ်လို့သိရပါတယ်။ဒီဆုံးရှုံးမှုဟာအီရန်အနေနဲ့တမိုင်းမှာအကြီးမားဆုံးဆုံးရှုံးမှုလို့ပြောလို့ရပါလိမ့်မယ်။စစ်တပ်ရဲ့ chief of staff ဖြစ်တဲ့ဘူဂျုတ်မိုဟာမက်ဘာဂါရီဟာအီရန်စစ်တပ်နဲ့ IRGC နှစ်ခုစလုံးရဲ့ ရာဒူးအမြင့်ဆုံးပုဂ္ဂိုလ်ဖြစ်ပါတယ်။စစ်ဦးစီးချုပ်တော်မဟုတ်ပါဘူးစစ်ဦးစီးချုပ်ကအလီခါမေနီပါ။ဘာသာရေးနိုင်ငံရေးနဲ့အားလုံးရဲ့အနိုင်မဲ့ခေါင်းဆောင်အလီခါမေနီဖြစ်ပါတယ်။ဒီမှာပြောရရင်မိုဟာမက်ဘာဂါရီကအလီခါမေနီပြီးရင်ရာဒူးအကြီးဆုံးပုဂ္ဂိုလ်ဖြစ်ပါတယ်။နောက်တစ်ယောက်ကတော့ Islamic တော်လှန်ရေးတပ်ဖွဲ့ IRGC ရဲ့အကြီးဆုံး Hossein Salami ဖြစ်ပါတယ်။1980ခုနှစ်မှာ IRGC ကိုဝင်လာခဲ့ပြီး2009ခုနှစ်မှာဒုစစ်ဦးစီးချုပ်နဲ့2019ခုနှစ်တုန်းကမှာ IRGC ရဲ့စစ်ဦးစီးချုပ်ဖြစ်လာခဲ့တဲ့သူပါ နောက်တစ်ယောက်က IRGC နဲ့ Iran စစ်တပ်ကြားပူးတွဲစစ်ဆင်ရေးတွေလုပ်တဲ့အဖွဲ့ရဲ့အကြီးအကဲ Gola Mali Rashid ဖြစ်ပါတယ်နောက်ဆုံးတစ်ယောက်က IRGC လေဒတ်ဦးစီးချုပ်ဘူဂျုတ် Ali Hajizadeh ဖြစ်ပါတယ် Iran ရဲ့မဆိုင်နှုံအစီအစဉ်တွေအားလုံးကိုအဓိကကြိုးကန်ထိန်းချုပ်သူပဲဖြစ်ပါတယ် Iran ရဲ့ကြီးတက်လေဒတ်နဲ့ IRGC ရဲ့တကယ့်ထိပ်သီးခေါင်းဆောင်တွေကို Israel ကရှင်းပြလိုက်တာပါ မနေ့ကတရက်ထဲမှာပဲဒီအီရန်ကခေါင်းဆောင်တွေနေရာမှာနောက်ထပ်ခေါင်းဆောင်သစ်တွေကို အလီခါမေနီကအစားထိုးခန့်အပ်လိုက်ပါတယ်။မနေ့ကသိဆုံးခဲ့တဲ့အထက်မှာနျူကလ িয়ার လက်နက်တိဆောက်ရေးအဖွဲ့ရဲ့အကြီးဆုံးပုဂ္ဂိုလ်လဲပါဝင်ပါတယ်။ဒီနျူလက်နက်တိဆောက်ရေးအကြီးအကဲပြင်နောက်ထပ်နျူကလ িয়ার သိပ္ပံပညာရှင်၄ယောက်ကိုလည်းရှင်းပြလိုက်နိုင်တယ်လို့အစ္စရေးကကြေညာထားပါတယ်။နျူကလ িয়ার စီမံကိန်းနေရာတွေအပြင်ဒီစစ်တပ်နဲ့ IRGC အကြီးအကဲတွေသိပ္ပံပညာရှင်တွေနေတဲ့နေရာတွေကိုပါ ကြပြိုင်နဲ့တိုက်ခိုက်ခဲ့တာကိုကြည်ချင်းအဖြစ်အစ္စရေးဟာအီရန်နိုင်ငံထဲမှာဘလောက်ထိထောက်လန်းရေးခြေကုပ်မိနေပြီလဲဆိုတာကိုခံမှန်းကြည့်နိုင်ပါလိမ့်မယ်။အီရန်ဘက်ကထုတ်ပြန်တဲ့အထက်မှာတော့အစ္စရေးရဲ့တိုက်ခိုက်မှုဟာအရက်သားလူနေအိမ်တွေရှိတဲ့နေရာတွေကိုပါထိခိုက်ခဲ့ပြီးတော့ဒေဆုံးတဲ့အထက်မှာကလေးတွေလည်းပါတယ်လို့ဆိုပါတယ်။အစ္စရေးရဲ့ကြေညာချက်အရတော့တီဟီရန်အပါအဝင်အီရန်နိုင်ငံအနှံ့ကနျူကလ িয়ার နဲ့စစ်တပ်အခြေစိုက်စခန်းပေါင်း200ကို တိုက်ခိုက်နိုင်ခဲ့တယ်လို့ပြောထားပါတယ်။ ပြီးခဲ့တဲ့နှစ်အေပြီလတုန်းကဆီးရီးယားဒမတ်စကတ်မှာအီရန်ထိတ်တန့်အရာရှိတွေကိုအစ္စရေးကဘုံကျဲတပ်ဖြတ်ခဲ့ပူပြီးတော့အဲ့ဒါကိုတုံ့ပြန်တဲ့အနေနဲ့အီရန်ကလည်း drone မောင်း300ကျော်နဲ့ missile ဒုံးကျည်တွေအစ္စရေးကိုပထမအဆုံးအကြိမ်တိုက်ရိုက်တိုက်ခိုက်မှုလုပ်ခဲ့ပူပါတယ်။အဲ့ဒါပြီးတော့တခါအစ္စရေးကအီရန်နဲ့ဆီးရီးယားတွေကကြောထောက်နောက်ခံပေးထားတဲ့အဖွဲ့တွေကိုတံပြန်တိုက်ခိုက်ခဲ့ပါသေးတယ်။အီရန်ကအဲ့ဒီအေပြီလမှာမတုံ့ပြန်ခဲ့ပေမဲ့အော်တိုဘာလမှာတော့ missile ဒုံးကျည်အလုံးပေါင်း200ကျော်နဲ့အစ္စရေးကိုတိုက်ရိုက် ထပ်မံတိုက်ခိုက်ခဲ့ပါတယ်။ဒါက Hezbollah ကောင်းဆောင် Hassan Nasrallah နဲ့ Ismail Haniyeh တပ်ဖြတ်ခံရမှုကြောင့်အကြီးအကျယ်တုံ့ပြန်လာပဲဖြစ်ပါတယ်။အဲဒီကတိုက်ခိုက်ခဲ့တာတွေဟာပါကိုက်လို့နားကိုက်တာမျိုးသူတပြန်ကိုတပြန်အပြန်အလှန်တိုက်ခိုက်ခဲ့ကြတာဖြစ်ပြီးတော့ခုဒီချိန်ကတော့ Iran ကို nuclear ပိုင်ဆိုင်မလာစေချင်တာကြောင့်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ Israel ကိုယ်တိုင်ထုတ်ပြောထားပါတယ်။ In recent years Iran has produced enough highly enriched uranium for nine atom bombs. Nine. In recent months, Iran has taken steps that it has never taken before steps to weaponize this enriched uranium. And if not stopped, Iran could produce a nuclear weapon in a very short time. It could be a year, it could be within a few months, less than a year. This is a clear and present danger to Israel's very survival. We struck at the heart of Iran's nuclear enrichment program. We struck at the heart of Iran's nuclear weaponization program. We targeted Iran's main enrichment facility in Natanz. We targeted Iran's leading nuclear scientists working on the Iranian bomb. We also struck at the heart of Iran's ballistic missile program. ပုံမှန်ဒီလိုအခြေအနေမျိုးမှာတော့ဂါဇာကဟာမတ်လေဘနွန်နဲ့ဆီးရီးယားမှာအခြေစိုက်တဲ့ဟစ်ဘူလာကအစ္စရေးကိုဒရုန်းနဲ့မစ်ဆိုင်းတွေနဲ့တိုက်ခိုက်နေလောက်ပါပြီ။ <inaudible> ဒါပေမဲ့အစ္စရေးဟာပြီးခဲ့တဲ့တစ်နှစ်လုံးဟစ်ဘိုလာရဲ့တကယ်ထိပ်တီးကောင်းဆောင်တွေကိုရှင်းခဲ့တယ်လို့ဟာမတ်အပါအဝင်အီရန်ကျောထောက်နောက်ခံပေးထားတဲ့အဖွဲ့အားလုံးကို အားပြော့အောင်လုပ်ခဲ့တာတွေ့ရပါတယ်။ဒါပေမဲ့မနေ့ကတော့ယီမင်ကနေပစ်လိုက်တဲ့မစိုင်းတုံးတွေအနောက်ဘက်ကန်နယ်ကျခဲ့တယ်လို့အစ္စရေးနဲ့ပါလက်စတိုင်းကြီးရှင်ဒီအဖွဲ့တွေကကြေညာထားပါတယ်။လက်ရှိချိန်ထိသိရသမျှအစ္စရေးနဲ့အီရန်ဟာဂျာဂါပရော့ကစီတပ်တွေမပါတော့ဘဲနှစ်နိုင်ငံကြားတိုက်ရိုက်တိုက်ခိုက်မှုကိုအရှိန်မြင့်ခဲ့ကြပြီဖြစ်ပါတယ်။ အစ္စရေးတိုက်ခိုက်မှုအပြီးမှာပဲချက်ချင်းအမေရိကန်ကတော့ဒီတိုက်ခိုက်မှုမှာသူတို့မပါဝင်ဘူးလို့ထုတ်ပြောခဲ့ပါတယ်။အစ္စရေးတနိုင်ငံနဲ့လုပ်တဲ့စစ်ဆင်ရေးလို့အမေရိကန်ကဆိုပါတယ်။ဒါပေမဲ့ဒေါ်နယ်ထရန့်ပြောတာကတော့ပျက်စီးဆုံးရှုံးမှုတေကျေမှုတွေအကြီးအကျယ်ဖြစ်ပြီးသွားပြီ။နောက်ထပ်လာမယ့်တိုက်ခိုက်မှုတွေကပိုပြီးဆိုးရွားပြင်းထန်လာဖို့ပဲရှိတယ်။ဒါပေမဲ့ဒီတပ်ဖြတ်မှုကိုရပ်တန့်နိုင်ဖို့အချိန်ရှိပါသေးတယ်လို့သူကပြောပါတယ်။ပြီးတော့အီရန်နေနဲ့အားလုံးမဆုံးရှုံးသေးခင်မှာသဘောတူညီမှုလုပ်တင်ပြီးဆိုပြီးတော့ဒေါ်နယ်ထရန့်က ပြောထားပါတယ်။တကယ်တော့ဒေါ်နယ်ထရမ့်ဟာအီရန်နဲ့နျူကလ িয়ার သဘောတူညီမှုလုပ်ဖို့ကြိုးစားနေကြတာ ပထမတတန်ကလေးကပါပဲ။ခီးမတွင်ခဲ့ပါဘူး။2015ခုနှစ်ကလေးကအိုဘားမားလုပ်ခဲ့တဲ့ JCPOA သဘောတူညီမှုကိုထရမ့်က2018ခုနှစ်မှာပယ်ဖျက်ခဲ့ပါတယ်။အိုဘားမားရဲ့အစီအစဉ်ကတော့အီရန်နေနဲ့နျူကလ িয়ার စီမံကိန်းကိုဆက်မလုပ်စေတော့ပဲအမေရိကန်နေနဲ့ပိတ်ဆို့မှုတွေ short ချပေးခဲ့တာဖြစ်ပါတယ်။ဒီအစီအစဉ်ကိုထရမ့်ကသဘောမကျခဲ့ပါဘူး။ ။ Obama စီစဉ်ကို Trump ကဖျက်လိုက်ပြီးတော့ Iran ပေါ်စီးပွားရေးပိတ်ဆို့မှုတွေဇတိုးပြီးစတိုက်လုပ်ခဲ့ပါတယ်။ Trump ရဲ့အစီအစဉ်ကတော့စီးပွားရေးပိတ်ဆို့မှုများများလုပ်လေလေ Iran ကသူ့ရဲ့နျူကလ িয়ার သဘောတူညီမှုကိုလက်ခံဖို့ပိုဖြစ်နိုင်လာလေလေပဲလို့တွေးပါတယ်။ Trump ရဲ့သဘောတူညီမှုအတွက်က Iran အနေနဲ့ Uranium တန့်စင်မှုကိုထာဝရမလုပ်တော့ဘူးဖြစ်ပါတယ်။ဒါပေမဲ့ Trump အဆိုပြုတဲ့သဘောတူညီမှုအစ်စ်တွေကို Iran ကလက်မခံခဲ့ပါဘူး။ဒီကြားထဲမှာပဲ Iran ကနျူကလ িয়ার လက်နက်ပိုင်ဆိုင်မှုနီးကပ်လာခဲ့တာပဲဖြစ်ပါတယ်။ ်ဒုတိယထုတ်လုပ်မှုတွေကိုအဓိကစောင့်ကြည့်တဲ့ IAEA အဖွဲ့ကပြီးခဲ့တဲ့ကြာသပတေးနေ့ကကြေညာချက်တစ်စောင်ထုတ်ခဲ့ပါတယ်ဒီ IAEA အဖွဲ့ဆိုတာကတော့ကမ္ဘာနိုင်ငံတွေကနျူကလ িয়ার နဲ့ပတ်သက်လို့တတ်တူထုတ်တာတွေတန့်စင်မှုလုပ်တာတွေနဲ့ထုတ်လုပ်တာတွေကိုအဓိကစောင့်ကြည့်တဲ့အဖွဲ့ဖြစ်ပါတယ်နိုင်ငံတွေအနေနဲ့ဒီအဖွဲ့ကိုနျူကလ িয়ার နဲ့ပတ်သက်လို့အစီရင်ခံစာတွေစစ်ဆေးမှုတွေတင်ပြရပါတယ်အီရန်အနေနဲ့2019ခုနှစ်လောက်ကတည်းကစောင့်ထိန်ရမယ့်ကျင့်ဝတ်တွေကိုမလိုက်နာတော့ဘူးလို့ IAEA ကဆိုထားပါတယ် အီရန်ဟာနျူကလ িয়ার ထုတ်လုပ်ရေးနဲ့ပတ်သက်လို့ပွင့်လင်းမြင်သာမှုမရှိတော့ဘဲထိန်ချမ်းရှုတ်ဝတ်တာတွေအများကြီးရှိလာတယ်ဆိုတဲ့သဘောပဲဖြစ်ပါတယ်၂၀19ခုနှစ်ဆိုတာထရမ့်ကအိုဘားမားရဲ့နျူကလ িয়ার သဘောတူညီမှုကိုဖျက်သိမ်းပြီးနောက်တစ်နှစ်ဖြစ်ပါတယ်ပြီးခဲ့တဲ့ဇာတာပတိနေ့က IAEA ကထုတ်ပြန်ခဲ့ပြီးတော့တောက်ကြနေမှာပဲအစ္စရေးကတိုက်ခိုက်မှုစတင်ခဲ့တာပါအစ္စရေးရဲ့တိုက်ခိုက်မှုအပြီးမှာအီရန်ကလည်းတရက်ထဲမှာပဲ drone မောင်း100ကျော်နဲ့အစ္စရေးကိုပြန်လည်တိုက်ခိုက်ခဲ့ပါတယ် စစ်တပ်အကြီးဆုံးကောင်းဆောင် လေးဦးထက်မနည်းတေဆုံးထားပြီးတာတော့မှ24နာရီအတွင်းမှာဒီလိုတုံ့ပြန်တာကအီရန်နေနဲ့ဒီလိုမျိုးကောင်းဆောင်တွေတေဆုံးခဲ့ရင်ဘာဆက်လုပ်ရမလဲဆိုတာကြိုတင်ပြင်ဆင်ထားခဲ့တယ်လို့ယူဆရပါတယ်။မနေ့ကတောက်ကြနေညာကအစ္စရေးကဒုတိယအကြိမ်တိုက်ခိုက်မှုလုပ်ခဲ့ပြီးတော့အီရန်တီဟီရန်မြို့မှာရောအစ္စရေးတဲလ်ဘေမြို့မှာရောဘုံကျဲတိုက်ခိုက်မှုအထံတွေစူညံနေတယ်လို့သတင်းဌာနတွေမှာဖော်ပြကြပါတယ်။ မြင်ရသမျှဓာတ်ပုံတွေဗီဒီယိုတွေထဲမှာလည်းအီရန်ဘက်ကပစ်တဲ့မဆိုင်းဒုံးတွေကိုအစ္စရေးဘက်ကပစ်ချနေတာတွေအများဆုံးမြင်တွေ့ရပါတယ်။အစ္စရေးကဆေးုံတွေမှာအနည်းဆုံးလူ40နီးပါးဆေးကုသနေရတယ်လို့မီဒီယာတွေကရေးကြပါတယ်။တေဆုံးမှုရှိမရှိကိုတော့မသိရသေးပါဘူး။မနေ့ကညအထီးသိရသမျှတော့အစ္စရေးတိုက်ခိုက်မှုကြောင့်အီရန်စစ်တပ်ထိပ်သီးခေါင်းဆောင်ပေါင်းအနည်းဆုံး20ကျော်နဲ့နျူကလ িয়ার သိပ္ပံပညာရှင်အနည်းဆုံး6ယောက်တေဆုံးခဲ့တယ်လို့သိရပါတယ်။အီရန်ဘက်ကထုတ်ပြန်ချက်ထဲမှာ ။ Israel ဘက်ကဂျက်လီရင်နှစ်စီးကိုပြစ်ချထားပြီးတစည်းရဲ့လေယာဉ်မှုကိုလည်းမိထားတယ်လို့ပြောထားပါတယ်။ Israel ကတော့ Iran နေနဲ့မဟုတ်တာတွေရှောက်ပြောနေတယ်ဆိုပြီးပြန်လည်တုံ့ပြန်ထားပါတယ်။ဒီလိုတိုက်ခိုက်မှုတွေဖြစ်နေတဲ့အချိန်မှာတပြိုင်နက်တည်းဖြစ်ပျက်ခဲ့တဲ့ကိစ္စတခုလည်းရှိပါသေးတယ်။အဲဒါကတော့ Israel နဲ့ Palestine ကြား two state ပုံစံဖြစ်ပေါ်လာဖို့အတွက်ဒီလာမယ့်ရဲ့ zone 18ကနေ20ရင်းနေအထိဆွေးနွေးပွဲတွေစတင်ဖို့ပြင်ဆင်ထားခဲ့ကြတာပါဒီပွဲကိုကမကထပြုစီစဉ်တာကပြင်သစ်နဲ့ဆော်ဒီနိုင်ငံတို့ဖြစ်ပါတယ် ခုတော့အစ္စရေးနဲ့အီရန်စစ်ပွဲကြောင်းဒီဆွေးနွေးပွဲကိုရွှေ့ဆိုင်းထားတယ်လို့ပြင်သစ်သမ္မတမက်ခွန်ကကြေညာထားပါတယ်။ဒါပြင်နျူကလ িয়ার သဘောတူညီမှုအတွက်တရက်တည်းအိုမန်မှာဆွေးနွေးမှုတွေလုပ်ဖို့ပြင်ဆင်ထားခဲ့ပေမဲ့အီရန်ဘက်ကတက်မှာမဟုတ်ဘူးလို့လည်းပြောထားပါတယ်။ဒီဆွေးနွေးပွဲဖြစ်မဖြစ်လဲမသိနိုင်သေးပါဘူး။ခုဖြစ်နေတဲ့စစ်ပွဲဟာနှစ်နိုင်ငံကြားဒိုက်ရိုက်တိုက်ခိုက်မှုတို့များထဲမှာအပြင်းထန်ဆုံးနဲ့အီရန်ဘက်ကလည်းဆုံးရှုံးမှုအများဆုံးဖြစ်တာကြောင့်မို့လို့ဒီထက်ပိုပြီးဆိုးလာဖို့ပဲရှိပါတယ်။ အီရန်ကလည်းရှော့မှာမဟုတ်သလိုအစ္စရေးကလည်းနောက်ထပ်အများကြီးလာအောင်မယ်လို့ပြောထားပါတယ်။အမေရိကန်နေနဲ့ဒီစစ်ပွဲမှာမပါဘူးလို့ညင်းထားပေမဲ့ဒေါ်နယ်ထရမ့်ကတော့အီရန်နေနဲ့သဘောတူညီမှုလုပ်ဖို့အတွက်အရန်ကြီးနောက်မကျသေးပါဘူးဆိုပြီးသူ့ဆိုရှယ်မီဒီယာပေါ်ကနေပြောထားပါတယ်။လက်ရှိဒေါ်နယ်ထရမ့်ရဲ့နျူကလ িয়ার သဘောတူညီမှုကိုအီရန်နေနဲ့လက်ခံလိုက်ရင်တော့အစ္စရေးအီရန်စစ်ပွဲရဲ့အခြေအနေကတမျိုးပြောင်းသွားနိုင်တယ်လို့စစ်ရေးသုံးသပ်သူတွေကဆိုကြပါတယ်ခင်ဗျ။စာဆောင်နာဆင်ပေးကြတာကျေးဇူးတင်ပါတယ်။ 哈喽，Halo, 先比较吧，这边。